မကွေးတိုင်းဂန်ဂိုခရိုင်ယော်ဒေတာစောမြွတ်မှာအသက်73နှစ်အရွယ်မိန်းလေးတဦးကိုအဓမ္မပြုကျင့်ပြီးနောက်တပ်ဖြတ်ကာအလောင်းဖျောက်ဖျက်ခဲ့မှုနဲ့ပတ်သက်ပြီးကျူးလွန်သူကိုတေတံပေးဖို့အောက်တိုဘာ26ရက်ဒီကနေ့မှာမြို့ခန်ကြီးကစောမြွတ်တွင်စံတပ်ပြခဲ့ကြပါတယ်။တပ်ငယ်မှုတွေမှုကျူးလွန်ပြီးလူသက်အလောင်းဖျောက်တဲ့သူဟာဒေတာခန်တော်လန်ကြီးရဲဘော်တဦးဖြစ်ပြီးသူ့ကိုတေတံပေးဖို့မြို့ခန်ကြီးကစံတပ်ပြတောင်းဆိုကြတာလို့မြို့ခန်ကြီးကပြောပါတယ်။ အောက်တိုဘာလ22ရက်ကစောမြော့မှာနေထိုင်တဲ့အသက်73နှစ်အရွယ်မိန်းကလေးကိုမုံဝဲချွေးမယ်လို့ပြောဆိုကမိသားစုနဲ့ခင်မင်းရင်းနှီးသူကိုမင်းမင်းဆိုကခေါ်ဆောင်သွားပြီးနောက်အဓမ္မပြုခြင်းတက်ဖြတ်ကအလောင်းကိုစောမြော့ဆေးရောင်ဝင်တဲ့ကအဆောင်အဟောင်းထဲမှာစွန့်ပစ်ဖြောက်ဖြက်ခဲ့တာလို့ဆိုပါတယ်။ အသက်မပြည့်သေးတဲ့မိန်းကလေးငယ်ကိုအဓမ္မပြုခြင်းတတ်ဖြတ်ပြီးအလောင်းဖြောက်ဖြတ်မှုကျူးလွန်သူဟာဒေသခံတော်လန်ကြီးရဲဘော်အသက်23နှစ်အရွယ်ကိုမင်းမင်းစိုးထီပြီးသူ့ကိုဒေသအခြေဆိုင်ကောက်ကွေရဲတပ်ဖွဲ့တွေကအောက်တိုဘာလ25ရက်ညနေပိုင်းကဖမ်းဆီးထိန်းထိန်ထားတယ်လို့အမည်မဖော်လို့တဲ့ဒေသခံတအုပ်ကပြောပါတယ်။ တမီးဖြစ်သူအချိန်မီပြန်မရောက်လို့မိဘတွေနဲ့မိစေတွေကလိုက်လံရှာဖွေခဲ့ပေမဲ့ခေါ်ဆောင်သွားသူနဲ့ကလေးငယ်ကိုပါမတွေ့ပဲ၅ရက်အကြာမှာတေဆုံးပို့ပေါ်နေတဲ့တမီးဖြစ်သူရဲ့ရုပ်အလောင်းကိုတွေ့ခဲ့ရတာလို့ဒေသခံကပြောပါတယ်။ ကလေးကိုမုံဝေကျွေးမယ်ဆိုပြီးစိုက်ကယ်နဲ့လာခေါ်သွားတာဒီကောင်နဲ့မိဘတွေကလည်းတိတော့ယုံယုံကြည်ကြည်ထည့်လိုက်မိတာပေါ့နောက်နှစ်ယောက်လုံးကိုမတွေ့တော့တခုခုဖြစ်နေပြီလို့ထင်ကြတယ်ကလေးကလည်းပျောက်နေတယ်ပြီးတော့ဆေးရုံဝင်းဘတ်ကလည်းပုံနှံကတနေ့တဲ့တနေ့ထွက်လာတာခွေးတည်တယ်ပဲထင်ကြတာဒါနဲ့ပဲဆက်ဆက်ဆူဆူရှိတဲ့လူတစ်ယောက်ကပိတ်ထားတဲ့အဆောင်ထဲဝင်းရှာမှာကလေးရဲ့ရုပ်အလောင်းကိုတွေ့တာတွေ့တဲ့အချိန်မှာကလေးကပုံနေပြီး ကလင်းငယ်ရဲ့ရုပ်အလောင်းကိုဆေးရုံအဆောင်ပြတ်ထဲကကုတင်အောင်မှာမိုးကဆွတွေအုပ်ပြီးထားရှိခဲ့တာကြောင့်အတမအကျူးလွန်ပြီးနောက်နေရမာတင်တက်ဖြတ်ထဲပုံရတယ်လို့သူကဆိုပါတယ်။ဖမ်းရှိခံရချိန်မင်းမင်းစိုးကိုတိုင်ကအတမအပြူချင်းတက်ဖြတ်မှုကျူးလွန်ခဲ့ကြောင်းဒေတာအခြေဆိုင်ကာကွယ်ရေးတပ်တွေရှိမှဝိုင်းခံထွက်ဆိုထားတယ်လို့နီးစပ်သူဒေတာကန်ဒီကပြောပါတယ်။အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးဘယ်သူကဘယ်လိုစီရင်မယ်ဆိုတာကိုတော့မသိရသေးပါဘူး။